ပြန်အားလုံးပဲမိကြပါအဲ့တော့ဒီနေ့သင်ခန်းစာမှာတော့ကောင်းတာကိုအသုံးပြုပြီးတော့ match missing နဲ့ပတ်သက်ပြီးတော့ကီလိုလေးခုကိုရှင်းနေပြီးတော့မှာဖြစ်ပါတယ်အဲ့ဒီကီလိုရီရဲ့ကဒီ match missing tank ရဲ့ exercise 1လေးဖြစ်ပါတယ်ဆိုတော့ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်เนาะဒီတက်ငယ်ကိုဒီပတ်ပေါ့เนาะဒီ exercise form မှာတော့ကျွန်တော်တို့ကတန့်ဝဲတစ်ခုတည်းကိုတုံးပြီးတော့ဒီတက်ငယ်ကိုเนาะအဲဒီကျွန်တော်ဖြစ်သွင်းနေတဲ့အရေးကိုဖြစ်သွင်းมาဖြစ်ပါတယ်ဆိုတော့ဒီမှာကသူဟောပြထားတာကเนาะကျွန်တော်တို့ကဒီ ီးပေါ့နော်ဒီမှာရှိတဲ့ step clock ကိုနှိပ်လိုက်တဲ့အခါမှာနော်ဒီပန့်ဝန်းကိုကျွန်တော်တို့ကမောင်းမယ်ရေးဖြည့်တာကိုဖတ်တယ်ပေါ့နော်အဲတော့ဒီပန့်မောင်းနေတဲ့အချိန်မှာဆိုရင်ဒီ flow meter ကနေပြီးတော့ဒီကျွန်တော်တို့ပန့်ကဆွဲတဲ့ရေက flow meter ကိုဖြတ်မှဖြစ်တဲ့အတွက် flow meter ကဒီရေဖြတ်နေတာကို generate လုပ်တယ်အဲတော့သူ generate လုပ်တဲ့ pass เนาะဟိုမှာ counter လေးကို ဲ့ဒါတတိယအဆင့်နော်တော့တတိယအဆင့်အနေနဲ့ကြာတော့ကျွန်တော်တို့ကတော့ဒီတန်ထဲမှာနော်ဒီအရေးအရေးကိုကျွန်တော်တို့က60ရာခိုင်နှုန်းကြီးအောင်ထည့်သွားမယ်ဟုတ်ပြီနော်အဲ့60ရာခိုင်နှုန်းဆိုရင်ကျွန်တော်ကဒီ flow ကနေပြီးတော့ဘယ်လောက် generate တက်ရမလဲဒါတော့ကို testing လုပ်ပြီးတော့စမ်းကြည့်ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်ရဲ့စမ်းကြည့်ချက်အရာပေါ့နော်ဒီကဘယ်လောက်ပမာဏဆိုလို့ရှိရင်တော့နော်ဒီ နိုင်လဲဆိုရင်တော့395ပေါ့เนาะအဲ့တော့ကီလိုမီတာကနေ395ပတ်ထုတ်ပေးလိုက်တာ ਨੇ အဲဒီသူက high level အဖြစ်ပြောတော့တာပါလေဒါတော့ကျွန်တော် program နဲ့ဆက်เนาะဆိုတော့အဲ့မှာကျွန်တော်က90ရာခိုင်နှုန်းဖြစ်ပြီဆိုတာ ਨੇ เนาะ90ရာခိုင်နှုန်းဖြစ်ပြီဆိုတာ ਨੇ အဲဒီ generate pass ကိုဒီ flow meter ကို90ရာခိုင်နှုန်းကျွန်တော်ကကြည့်ပြီးတော့ ောင်ရစ်ပြရမှာလဲဆိုလို့ရှိရင်ဒီပန့်ဝန်းကျော်ကချက်ပြရမှာနော်ဆက်သားကျော်ရဲ့ဒီ program မှာတော့လုဆောင်မယ်လုဆောင်တယ်ဆိုတော့ဒီမှာနေပြီးမတော့ဘူးနော်နောက်တစ်ခုကကျတော့ကျွန်တော်ဘာပါကင်းလဲဆိုတော့ဒီမှာအိုင်းနာတဲ့ဟာတစ်ခါတစ်ခုကနော်ဒီလိုမျိုး instruction ကိုကျွန်တော်သုံးပါဟုတ်ပြီနော်ဒီ instruction ကတော့ကျွန်တော်ကဘာလို့ပြောလဲဆိုရင် နော်ဒီမှာဒီ counter ရဲ့ဒီ accumulation ဖြတ်နေတယ်ပေါ့နော် accumulation ဖြတ်နေတဲ့ value ကိုကျွန်တော်ကအဲဒီ batch miss simulator ဒီ out claim မှာနော်ဒီနေရာလေးမှာတော့အဲ့ value တွေကိုတက်စေချင်တယ်နော်အဲ့လိုတက်ဖို့အတွက်ကျွန်တော်ကဘာသုံးရလဲဆိုရင်အဲဒီ counter ရဲ့ value ကို BCD ပြောင်းပေးတယ်နော်အဲဒီ converting instruction တခုလိုလေအဲ့ဒီ instruction ကတော့ to BCD ဆိုတဲ့ instruction ဖြစ်ပါတယ်ဆိုတော့ဒီ instruction ကိုကျွန်တော်တို့သုံးပြီးတော့ အဲ့ဒီ program ကိုထောက်တာเนาะအဲဒီ counter ရဲ့ value cumulative တက်နေတဲ့ value ကိုဒီပုံပြအောင်လေပြပြရအောင်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ကဒီ program မှာเนาะကျွန်တော်အဓိကလုပ်ဖို့အတွက်เนาะလိုအပ်တဲ့เนาะအားတွေကိုကျွန်တော်နည်းနည်းရှင်းပြခဲ့တာဖြစ်တယ်ဆိုတော့ပထမဆုံးပေါ့เนาะကျွန်တော်တို့ဒီအားလေးကိုเนาะစမ်းသပ်ပြီးတော့တစ်ချက်အရင်မောင်းကြည့်အောင်เนาะ Thank you. โอเคဒါကျွန်တော်ရေးထားတဲ့ program ပေါ့เนาะဒီ program ကိုကျွန်တော်ပြီးသွားရင်အစအဆုံးပြန်ပြီးတော့ရေးပြပြီးတော့ရှင်းပြတော့ပါဗါနဲ့အဲ့တော့ကျွန်တော်တို့ဒီမှာ not step ကလုံးနေအဲ့တော့သူကဒီမှာနောက်ဆုံးဆင့်မှာပါပြောရတယ်ဆိုတကယ်လို့ပေါ့เนาะကျွန်တော်ပန့်မောင်းနေတယ်မှာ stop button ကိုဖိလိုက်တာ ਨੇ ဟောဒီ feeling operation မှာရှင်းရအောင်ဆိုတော့ ကဲဒါဆိုကျွန်တော်တို့စပြီးတော့ step ကိုနေကြည့်လိုက်အောင်ဒါကျွန်တော် panel one step ကိုနေပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာเนาะဒီဒီ pumping condition လောက်လာပြီးတော့เนาะအဲဒီကဒီမှာ tempo တွေလည်းဒီမှာတက်နေပါဘူးဒါတကယ်လို့ကျွန်တော်ဒီမှာ step ကိုနေလိုက်မယ်ဆိုရင်သူရောက်ပြီးရုပ်တရက်ရောက်နေတဲ့နေရာလေးရက်เนาะအဲ့တော့လက်ရှိမှာတော့သူက15လေးเนาะအဲ့တော့ကျွန်တော်ခုနပြောသလိုသူက35တိ နော်ကျွန်တော်လုပ်ခြင်းတဲ့အခါနော်ဒီ feeling အပြည့်ဖြစ်ဖို့ကနော်ဒါ35အထိဖြစ်သွားနိုင်တယ်ဟုတ်ကဲ့ဟုတ်ပြီနော်ဒါဆိုရင်သူကဒါ feeling လုံးဝဖြစ်သွားပြီ full ဖြစ်သွားပြီနော်အဲ့တော့ဒါလေးကိုဆိုတော့နော် program ဆက်ပြီးတော့နော်ကျွန်တော်အဆင့်ဆင့်ရေးတာလေးရှင်းပြပြီးတော့မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော် program ရဲ့အစမှာเนาะတော့က ဒီအချင်းကြီးပေါ့နော်ဒီ stop car and see ပေါ့တော့ဖြစ်တဲ့အတွက်တို့တော့ program ထဲမှာတော့ကျွန်တော်တို့က end node နဲ့ပဲထည့်ရေးပြန်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာ step ပေါ့နော် okay အဲ့တော့ step လို့နေကျွန်တော်ဒီမှာ step ထည့်လိုက်ပါမယ်အဲ့တော့ step လို့နေထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့က step နေတဲ့အချိန်မှာမဖြစ်အောင်ဒီဖတ်မအောင်ပေါ့နော်ဒီမှာ step 1

อะไรแบบนี้เราจะมาโครงการ้าไปเลี่ยเราดีโครงการนี้เ้าจะเอาฟังดาวอย่างเนาะโอเคเราฟังดาวอินสตรัคชั่นเนาะท่านที่จะขอมาเมี่ยฟังดางเนาะเราคนเราได้ทำมาจะเราจะรู้ว่าเนาะคุณได้จะ a d d r e s สตัวผู้ที่รู้าช่เนาะจะ a d d r e s ผู้ที่เล่นเน้เนาะเราตัวที่มาถ้าเนาะที่ที่จะจำบูอาต้งเก่งมากเนาะเก่งส่วนตัว ိုရင်เนาะအခုကျွန်တော်ကျွန်တော်တို့ကဒီ program တိုင်းပဲဆိုတော့ဘာလို့ဘာလို့ဒီတောင်းဆိုချက်နောက်ဖြစ်တော့ဒီကဘာလို့ဒီကိုယ်ဆရာခိုင်လို့ပြောအဲ့တော့ကိုယ်ဆရာခိုင်လို့ဆိုရင်ကျွန်တော်ကအခုက35မှာဆိုတော့เนาะဒါလုံးဝ4ဖြစ်သွားတဲ့အခြေအနေเนาะအခုကကိုယ်ဆရာခိုင်လို့ဆိုရင်ကျွန်တော်ကဘာလို့ပြရလဲဆိုတော့3 8 5ကိုเนาะ0.9နဲ့ကျွန်တော်ပြောအမြဲတမ်းပြောနှိရှင်းဆုံးရ Okay နော်ဒါတော့ mission 4 mission 5ဝင်ကျင်နော်အဲ့လိုပမာဏကျွန်တော်တို့ထည့်လို့ရနော်အဲ့ဒါတခါလေးဒါလေးပါတခါလေးပြောင်းပြီးတော့ထည့်လိုက်ပါမယ် mission 5နော်ဟုတ်ကဲ့အခုဒါ900ခိုင်းနော်900ခိုင်းနေပါလေဟုတ်ကဲ့အဲ့တော့နော်ဘယ်တော့ပေါင်းပြသွားကြည့်အောက်ပြန်ထုတ်ပါဖြစ်တယ်နော်အဲ့ဒီကိစ္စပြန်လာမယ်ပြန်လာပြီးတော့ ဒီကောင်းတာနော်ဒီကောင်းတာရဲ့ address ထဲမှာဆိုရင်တော့ address Okay အဲ့တော့ပြီးသွားရင်ကျွန်တော်တို့ကနော်ကောင်းပြည့်သွားတာနည်းဟုတ်ပြီနော်ကောင်းပြည့်သွားတာနည်းနော်တော့ဒီမှာနော်ဒီ full ဆိုတဲ့အပုတ်ကိုထုတ်ချက်ဟုတ်ပြီနော် full အဲ့တော့ full ဆိုတဲ့အပုတ်ထုတ်ချက်နည်းဆိုရင် နော်ကျွန်တော်ကဟိုဆိုရဲ့ output မှာ check တာဟုတ်ကဲ့နော်ဒီမှာကနော်အဲ့ဒါကတော့ account ကြီးတော့မဆွဲမဲ့ output နော်အတော်က full ဆိုပြီးတော့ကြီးလိုက်ဟုတ်ကဲ့ okay နော်နော်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်အရင်ကျွန်တော် run ကြည့်အောင် அதோடு மட்டலாமே அதுக்குமாதிரி மன்னையாலே சிசனை மாயாவுக்கு நேசிசன மாயாவுக்கானே சார் தாக்குதே அறையும் ஹலோ அப்படியே வாங்குவோம் தற்போதைய அறையும் ஓகே பாரு ओके मटीनिया मटा कूटा ओके ဒီမှာတစ်ချက်ချင်းလည်းတို့ပြောတာလေဒီဟာလေးကိုချက်သုံးပြီးပါလို့ပြောတာဒီတန်းလေးပဲသုံးပြီးနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါလေးကိုဆက်ပြီးတော့ရှင်းတော့မှာပါပါလေအဲ့တော့ဒီမှာရှိတဲ့ဆိုတော့ဒီမှာ compare match လို့ညာနေမှာရှိပါလေနော်ဒါဆိုကျွန်တော်ဒီနေရာလေးကို highlight လုပ်မယ် compare match မှာကျွန်တော် နော်ဒါလေးဆိုတော့ data PCB ပြောင်းတာကနော် PCB ပြောင်းနေတဲ့အတွက်ဖြစ်ပါတယ်ဆိုတော့သူ့ကျောင်းကကျောင်းဖို့အတွက်သူကမလုပ်လဲဆိုရင်ဒီ accumulation ဖြစ်သွားမှာဟာနော်ဒါဆိုစက accumulation ဒါဆိုရင်ဒီမှာသူက counter point နဲ့နော်ဒီ accumulation source ကနော်ဒါကဘာလဲအောက်ပိုင်း accumulation ဖြစ်သွားတယ် source နောက်ပြီးနော်ဒီမှာပြောထားတာရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ဒီမှာ destination destination ကသူကနော်အဲ LED display နော်ဒီ cell number 0ရဲ့0မှာလို့ပါ0ရဲ့4ပေါ့နော်အဲ့ညာလို့ပြောထားခဲ့ပြရပါနော်ဒါဆိုရင်ကျွန်တော်ဒီညာလေးကိုတစ်ချက်ပေါ့ထည့်မယ်အဲ့တော့ cell number 4ရဲ့နော်တော့ဒီမှာ4ပေါ့နော်ဒီဒါလေးနော်အခုဒီမှာထည့်ခိုင်းနေတယ်နော်ဒီဒီမှာလာတွေ့ဟောက်ဆိုင်မှာထည့်ခိုင်းနေတယ်ဖြစ်ပြရတယ်ပါလေ ဒါဆိုရင်เนาะကျွန်တော်အဲဒါကိုတစ်ချက် run ပြီเนาะဒီဒါဆိုရင်ကျွန်တော်ဒီမှာเนาะ program reset run ကြည့်မယ်ကျွန်တော်မှာ set တော့လိုက်မယ်ဆိုပြီးတော့ဒါဆိုရင်မထက်လာဘူးเนาะဒါကြောင့်ဒီမှာဒီ value ထက်လာမယ်ထက်လာတဲ့ value ကဒီ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 ပုံမှန်လေးထက်လာဆိုပြီးတော့ဒါကြောင့် BCD တောင်းထားတယ်ဒီ display လေးပေါ့နော်နေပြီးဒီ display လေးပေါ်တာဒီပုံမှာလည်းတက်လာပါဗျာ။ဟုတ်ပြီ။ဟုတ်ပြီနော်။ကျွန်တော်အဲ့ဒီသဘောမျိုးလေးနော်ကျွန်တော်အဓိကအဲလုပ်သွားတယ်လုပ်ဆောင်သွားအဲ့ဒီသဘောလေးဖြစ်ပါလေ။ဟုတ်ပြီနော်။ဆိုတော့ဒါကျွန်တော် exercise 1ပေါ့နော်။ဒါလေးကတော့ exercise 1ဖြစ်ပါလေ။ဟုတ်ပြီ။ဆိုတော့ကျွန်တော် exercise 2ကိုဆက်ပြီးတော့ဟိုနော်။အဲနောက်ဗီဒီယိုမှာဆက်ပြီးတော့လုပ်ကြမှာဖြစ်ပါလေ။အားလုံးကိုအခုပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။